ဘာကြောင့်ဆိုတော့ဒီလောက်ပလီဆောက်တာဗျာကျွန်တော် ကြည့်တာဒီအမတ် main ဒီအမတ်စင်ဘယ်လောက်လဲ comments အမိတ်ကြောင်ညာစာအကြောင်ညာအမတ်ပေါ့နော်1 3ည15လာမသိပါဘူးနော်ပြီးတော့စားဆောက်တာလဲ3ရက်3လ2025ဆိုတော့ဒီနှစ်ထဲမှာပဲအဲ့တော့ဘယ်တော့ကဘယ်လိုပေးထားလဲဆိုတော့တချို့ကလည်းဒေါအောင်ဆန်းစုကြည်ကိုလွှဲချတဲ့သူလည်းရှိသေးတယ်မမပါတယ်ကျွန်တော်သိရမလား ကျွန်တော်မျက်နှာဖုံးတွေခွာပြစ်တယ်လို့ဖြစ်သွားတယ်ကျွန်တော်ရဲ့ကျွန်တော်ကျွန်တော်တုံ့ပြန်လိုက်တာကရှင်းရှင်းလေးကျွန်တော်ကိုတိုက်ခိုက်လို့ကျွန်တော်ဒီလောက်တော့တုံ့ပြန်သိမှာဆိုတုံ့ပြန်လိုက်တာပဲရှိတယ်ဒီတုံ့ပြန်လေးကျွန်တော်ရဲ့ပေါ်လိုက်တယ်လို့ဖြစ်သွားတော့ကျွန်တော်ပေါ်လိုက်တယ်ဖြစ်သွားတဲ့အခါမှာခင်ဗျားတို့နော်မဘာသာစစ်စစ်လားမဘာသာအတူတွေလားမဘာသာခါတော်မိတွေလားဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့တရားတရားတော့ပြန်လည်တော့ပြစ်ကြပါကျွန်တော်ကကျွန်တော်ကပြစ်လိုက်တယ်သူကထီတယ်ထီတဲ့သူကဆက်လက်ပြစ်ကြတယ်ပြင်း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 နဲ့အားလုံးကတော့ ဟုတ်ကုန်တော့ဗျာနော်အဲဒီနေရာမှာကျွန်တော်မဘာသာစစ်စစ်တွေကိုသွားတွေ့ရပါတယ်တွေ့ရတဲ့အခါမှာအခုကျွန်တော်တို့ပြောလိုက်တဲ့အခါမှာတော့ဒီကိစ္စလေးကလုံးဝပလောရိုက်သွားတယ်အဲဒီထက်ပိုပြီးတော့ကျွန်တော်တို့ credit ပေးရမှာတော့ကိုအောင်မင်းကတော့ credit ပေးရမှာပဲအဲဒီဘာကြောင့်လဲဆိုတော့တည်င်းကသူ့ဘက်ကိုပဲအပြိုင်ဖုံးတာနော်ကျွန်တော်အံ့ဩဖို့ကောင်းတာကတည်င်းကိုပြန်ဖုံးဖို့ကြိုးစားတဲ့ကျွန်တော်မြန်မာနိုင်ငံကအာဆယ်လီလိုလိုဘာလိုလိုတွေပေါ့ဗျာနော် မလေးရစောင့်နေတယ်စောင့်တာကိုစောင့်တယ်တော့ပြောလို့မရဘူးလားအမစောင့်ဘူးတဲ့မရှိဘူးတဲ့ဘာမှမရှိဘူးတဲ့အဲ့ဒါကိုသူ့နောက်ကနေတန်ရောင်လိုက်တော့နေရာတိုင်းမှာပါပဲနော် TikTok ဆိုလဲ TikTok ဘယ်နေရာနေရာတိုင်းနေရာတိုင်းနေရာတိုင်းအစုံပါပဲအမဟုတ်ပါဘူးမဟုတ်ပါဘူးမဟုတ်ပါဘူးဆိုပြီးတော့ဝိုင်းပြီးတော့သတင်းပြန်ဖုံးတဲ့သူတွေကလည်းရှိသေးတယ်အဲ့တော့ဒီသတင်းဖုံးတဲ့သူတွေကတော်တော်လေးကိုကျွန်တော်အံ့ဩမိတယ်ဗျာနော် တော့အခုမဘာသာဆစ်စစ်တွေပေါ်လာတော့ကျွန်တော်တွေ့ရတယ်နော်တက်တီလည်းရှိကြပါတယ်ကြီးလည်းချီချူပါတယ်ဒါကတို့ရဲ့နိုင်ငံရေးကာကွယ်ရေးပေါ့ဗျာနော်ဒီဘာသာရေးကာကွယ်ရေးတခုအနေနဲ့ရှိနေတာကျွန်တော်အသိမဲ့လည်းပြုပါတယ်ကျွန်တော်အဲမဘာသာတွေအားလုံးလေးစားပါတယ်နော်ကျွန်တော်ရဲ့ပြောဆိုရကြအဲစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အဲ့တော့တော်လေးကိုဆိုရည်နေကြမှာပေါ့အဲအခုပြည်သူတွေအနေနဲ့စန့်ချင်လာကြရောဗျာနော်ဘလို့ပဲသတင်းဖုံးဖုံးမှာ ကိုအောင်မင်းကိုကျေးဇူးတင်ရမယ်ဆိုတာကိုအောင်မင်းကတကယ်သတင်းသမားဆိုတဲ့ခါကျတော့ပြတ်သားတယ်ပြတ်ပြတ်သားသားနဲ့သူကသွားပြီးတော့ဖော်ပါလေရောဟိုမှာတကယ်ပဲအဘလီစောက်တဲ့နေရာရောစောက်လဲစောက်နေတာလေရောတွေ့တဲ့တွေ့ရောတေးချောက်ဖော်လိုက်တာဖော်လဲဖော်အဲ့ဒီလိန်တဲ့သူတွေအားလုံးကိုတော်သေးတာပေါ့နှမဆိုကိုမမလူလိန်ဖြစ်ရကြည်ရဲ့နော်ကျွန်တော်ခဏကြာကိုကိုကမနေဖြစ်ပါနော်ဟုတ်ရင်ကိုကိုမမလူလိန်ကြီးဖြစ်ရလေရဲ့နော်တော်သေးတာပေါ့ကျွန်တော် အဲ့ကြောင့်မို့လို့မြန်မာပြည်မှာအမှန်တရားကဘာမှပဲရှိသေးဆိုလို့ရှိရင်အမှန်တရားကအမှန်တရားကထောင်ကြရင်ကြအမှန်တရားဟာနော်ထောင်ကြရင်ကြမကြရင်တည်တည်ခြင်းနဲ့ထောင်ကြခြင်းဒါမှမဟုတ်ပြည်ပြည်အဲ့နှစ်ခုမှာပဲရှိရကျန်တာကတော့ပါဇက်တွေပိတ်ခါလိုမီတက်တက်ပဲနော်စစ်တပ်ထောက်ခံနေရလဲကျွန်တော်ဒီလူတွေစစ်တပ်ထောက်ခံတာစစ်တပ်ကိုတကယ်ချစ်လို့ထောက်ခံတာလားဒါမှမဟုတ်ရှိရင်ခါလိုမီပေါ့ဗျာနော်စစ်တပ်ပေါ်မှာထောက်ခံရင်းနဲ့ လှုပ်ရှားနေရလားပေါ့ဒါတွေတော့တွေ့ရတယ်အဲဒါပေမဲ့တော့ကျွန်တော်ဒီနေရာမှာဆက်လက်ပြီးတော့ချီးကျူးရမှာတွေရရှိပါတယ်ပြည်တွင်းကအဲဘယ်လိုဟောမဆယ်လီတွေပေါ့နော်သူတို့မပြောရဲတော့ညာလဲပဲသူတို့စိတ်ထဲမှာအဘကိုကြောက်တာပေါ့အဘကိုကြောက်လို့မပြောရဲတော့ညာလဲပဲအဲသူတို့ရဲ့ခံစားချက်ပေါ့ဒီပေါ့နော်ကဘာရရမှာဖြစ်နေတော့ဒီအစ္စလမ်ဘာသာဝင်တွေပေါ့နော်အစ္စလာမစ်အစွန်းရောက်တွေရဲ့ လှုပ်ဆောင်ချက်တွေကိုကြည့်ပြီးတော့မြန်မာနိုင်ငံမှာလည်းဒါမျိုးချင်းရတွေဖြစ်လာမှာစိုးရိမ်နေတာလေးကိုကျွန်တော်သွားတွေ့ရတယ်နော်ဒါမှမဟုတ်ကြောက်တာတစ်ခုရှိတယ်တတော်ကြောက်နေတာကျွန်တော်သွားတွေ့ရတယ်အဘောက်အသေးအောင်ကြောက်တာ